အာမန်ကိုပိုင်းတဲ့ဗီဒီယိုတင်ခဲ့တဲ့တော်ရီယာကိုတကယ်ပိုင်းအနေကဘလို့လဲဆိုတော့ငါတင်ပေးမယ်လို့ပြန်ဝုံးလိုက်တဲ့အာမန်ဆာရူချန်ပရင်းတော်မဲမိနာများ Red Debate Time ကနေပြန်လည်ပြောလိုက်ပါရင်တော်ရီယာနဲ့အာမန်ဆာရူချန်တို့အကြားဆိုရှယ်မီဒီယာပေါ်ကစကားလုံးစစ်ပွဲဟာ USA ရဲ့အာယုံစစ်ဆိုင်မှုအများဆုံးဖြစ်နေတဲ့ကတစ်ခုဖြစ်လာပါပြီ။တော်ရီယာကဗီဒီယိုကလစ်တစ်ခုတင်ပြီးပိုင်းအချင်းကိုလောင်ပြောင်စင်ခေါ်ရာကနေစတင်ခဲ့ပြီးအာမန်ကလည်းအပြင်းထန်တုံ့ပြန်ခဲ့ပါရင်ပွဲစဉ်တစ်ခုမဖြစ်ခင်ကတည်းကပရိသတ်ရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးထိရောက်ဖန်တီးနိုင်ခဲ့တဲ့ ဒေဘာဘယ်ဝါအကြောင်းကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားခြင်းဖြစ်ပါတယ်။အာမန်ရဲ့ဘားကိုရိုက်ဖြည်းဖြည်းလေးရိုက်လိုက်တဲ့ဗီဒီယိုလေးကိုတင်ပြီးတူဘရီယာကဖျက်လိုက်တာပါ။အာမန်ရင်ငါတို့လူချင်းတွေ့တာရင်မင်းကကြောက်နေတယ်ဘဲတကောင်လို့ဘာလို့ရမှန်းမသိပဲကြောက်အနေနဲ့။ငါမင်းကိုကြိုက်တယ်လို့ဘလို့ကင်တွေ့သွားမလဲဆိုတာမင်းသိပါရင်ရွေးစီကဘသူကိုပဲရွေးရွေးငါမင်းကိုနဲ့ထိုးမှသိကြတယ်။ပြီးတော့ငါမင်းကိုပိုင်းလိုက်မိတဲ့အခါမင်းကြီးလိုက်မိပြီးငါ့ကိုမကြောက်တဲ့ဂိုင်းစတာတယောက်လို့ဟန်ဆောင်နေတာကိုလည်းသိရပါ။ဒါကြောင့်ဆက်သွားပါမင်းကမှန်ကန်တဲ့လေအကြောင်းပေါ်မှာရှိနေတယ်ဒါပေမဲ့မင်းကငါအောင်အစ်စင်မှာပဲရှိပါသေးတယ်ခလေးဆိုပြီးတော့ပြောလိုက်တာပါ ဒိုရီယာရဲ့လုံဆောင်ချက်ရိုးရိုးလောင်ပြောင်ခြင်းမဟုတ်ပဲပြည်မဲစိတ်ကိုအစောပိုင်းကလေးကချုပ်ကင်ဖို့ကြိုးပမ်းနေစိတ်ပိုင်းဆိုင်ရာနေပြတာတစ်ခုဖြစ်ပါရင်ဒိုရီယာကအမေရဲ့ပါကိုဖိဖိလေးရိုက်လိုက်တဲ့ဗီဒီယိုတင်ခဲ့ခြင်းဟာတကယ်တမ်းပြင်းထန်တဲ့ရံပွဲမဟုတ်ပဲချောင်းမော့စားနောက်ခြင်းပုံစံမျိုးနဲ့အမေကိုသူ့အောက်အဆင့်မှာပဲရှိတဲ့ကလေးဖြစ်ပုံပေါ်ဖို့ကြိုးပမ်းတာပါဒါအမေရဲ့ဂုဏ်သိက္ခာကိုဆိုရှယ်မီဒီယာပေါ်မှာအများရှိချိုးပြဖို့ရည်ရွယ်ချက်ရှိပါရင်မင်းကချောင်းနေတဲ့ဘဲတကောင်လို့ဘာလို့ရမှန်းမသိပဲချောင်းအနေနဲ့ဆွဲဆွဲချက်ကအမေကိုဖိအားတံမခံနိုင်သူအဖြစ်ပုံပေါ်ဖို့ကြိုးပမ်းနေပါရင် တကယ်တော့ USC ပွဲစဉ်တွေမှာကစားမတွေဟာကြောင်းရုံမှုကိုပြသမိအားနည်းချက်ကြီးဖြစ်သွားတာကိုသိတဲ့အတွက်တူရီယာကဒီအချက်ကိုအဓိကထုတ်နေခဲ့တာပါတူရီယာရဲ့လေတိုင်းမှုကိုအာမန်ကလည်းခုလိုတုံ့ပြန်လိုက်ပါရင်မိသားစုတက်ပုံရိုက်တယ်လို့ငားလေဘင်းကိုလာထီးပြီးအခု online မှာပိုက်ရိုက်တယ်လို့ပြောနေတာလားမင်းကတကယ်ကောင်းပဲကွာဗီဒီယိုကလစ်ကရှင်းပါရင်ဒါပေမဲ့အဲ့ဒီဗီဒီယိုမှာမင်းရဲ့မလုံခြုံမှုကပိုရှင်းပါရင်ငါ Twitter ပေါ်မှာဟန်ဆောင်နေမဲ့သူမဟုတ်ဘူးငါတို့ကတန်းစကားကြိုးဝိုင်းနေမှာမင်းတကယ်ပါရဲ့ချင်ရတာကိုသိချင်ရင်တော့ငါကဝမ်းသာအားရပြောပြပေးပါမယ် ငါမင်းကိုပိုင်းရင်တင်ပေးပါဗောမကြခင်ပြန်ဆောင်ကြမယ်ကြောက်လေးဆိုပြီးအာမန်ဘက်ကတုတ်ပြန်လာခဲ့တာဖြစ်ပါတယ်အာမန်ရဲ့တုတ်ပြန်မှုဟာဒူပရီယာရဲ့စေပိုင်းဆိုင်ရာဒေါ်နယ်မှုကိုအန်တူဖို့ဂျိုးပန်းနဲ့အပြင်ဒူပရီယာရဲ့မလုံခြုံမှုကိုပြန်လည်ထောက်ပြပြီးစကလုံးစစ်ပွဲကိုကွင်းပြင်ပါကနေကွင်းအတွင်းသို့ပြန်လည်ဆွဲခေါ်သွားတဲ့နည်းပါဖြစ်ပါတယ်အာမန်ကမိသားစုတပ်ပုံရိုက်နေတယ်လို့ငါးလယ်ဘင်းကိုလာထီးပြီးအခုအွန်လိုင်းမှာပိုင်းတယ်လို့ပြောနေတာလားလို့ပြန်လည်မေးခွန်းထုတ်ခြင်းဟာဒူပရီယာရဲ့ဗီဒီယိုကအစစ်မှန်တိုက်ခိုက်မှုမဟုတ်ဘဲဟန်ဆာမှုတာဖြစ်ကြောင်းပရိသတ်တွေရှေ့မှာဖော်ထုတ်လိုက်တာပါ အဲ့ဒီဗီဒီယိုမှာမင်းရဲ့မလုံခြုံမှုကပိုရှင်းပါတယ်ဆိုရင် AMS ကဟာတော်လေးကိုထိရောက်တဲ့တုံ့ပြန်မှုပါတော်ရီယာကအာမန်ကိုစိတ်ထဲကြောက်အောင်လို့ပေါ်စူးစမ်းပေမယ့်အာမန်ကမင်းကကိုယ့်ကိုမလုံခြုံလို့ဒီလိုဟန်ဆောင်နေရတာဆိုပြီးစကလုံးစစ်ပွဲရဲ့အနေအထားကိုပြောင်းပြန်လှန်လိုက်တာပါပဲငါ Twitter မှာပါဟန်ဆောင်နေမဲ့သူမဟုတ်ဘူးငါလောက်ကတန်စကာဂျိုးဝိုင်းထဲမှာဆိုရင် AMS ကကသူဟာ social media drama ကိုကြိုးစိုက်မနေပဲသူရဲ့ professional လုပ်ကိုသာ IO site ကြောင်းပြသတာပါဒါအတူပရီယာကိုလူမှုကွန်ရက်ပေါ်မှာပဲအချိန်ပြောင်းနေသူအပြင်ပုံဖော်ဖို့ကြိုးပမ်းခြင်းပါ ာမန်ကအမေရိကန်ပိုင်းအခြေအနေရတာကိုသိချင်ရင်တော့ငါကဝမ်းသာအားရပြောပြပေးပါမယ်။ငါမင်းကိုပိုင်းအင်းဒီတင်မင်းမှာပေါ့ဆိုပြီးဒိုရီယာရဲ့နှောင်ပြောင်မှုကိုပွဲအတွင်းတကယ်အနိုင်ရမှုဖြင့်ပြောင်းလဲပြစ်မယ်လို့ဓာတ်ရိုက်စင်ခေါ်လိုက်တာပါ။ဒီလိုစကားလုံးစစ်ပွဲဟာကစားမနေဦးကြကရိုးမချေနှမ်းမှုတစ်ခုထက်ပိုပါရင်ဒါပွဲအစဉ်တစ်ခုရဲ့ဈေးကွက်တန်ဖိုးကိုအမြင့်ဆုံးရောက်အောင်ဖန်တီးပေးတဲ့အကောင်းဆုံးဟိုက်နီလန်တစ်ခုပါပဲ။တကယ်ချင်းလို့ပေါ်ပေါ်ပါပိုင်းချင်းကိုမလုံးချုံမှုနဲ့ဟန်ဆောင်ချင်းတို့ရဲ့ပုဂ္ဂိုလ်ရေးရာပြစ်ခတ်လိုက်တဲ့အခါဒီပွဲဟာရိုးရိုးအားကစားပွဲမဟုတ်တော့ပဲပုဂ္ဂိုလ်ရေးရာမချေနှမ်းမှုပါဝင်တဲ့ပွဲတစ်ပွဲဖြစ်လာပါပြီ ပြည်ထောင်စုအနေနဲ့စနစ်ပိုင်းတိုက်ပွဲအတွက်စိတ်ခံစားမှုနဲ့ပြင်းထန်နေတဲ့ဒရမ်မာကိုပို့ပြီးကြည်ကျင်ကြပါရင်ဒီလိုစကားလုံးစစ်ပွဲကပွဲစဉ်ကိုကြည့်ဖို့ပြည်ထောင်စုရဲ့စိတ်ဝင်စားမှုကိုကြီးကျယ်မြင့်တင်ပေးလိုက်ပါရင်ပွဲစဉ်ကတော့ပို့ပို့ကျန်းလာပါပြီဒီလိုပြင်းထန်တဲ့စကားလုံးစစ်ပွဲကပြည်ထောင်စုတွေကိုတကယ်ပားရခြင်းအရသာကိုမြင်တွေ့ရဖို့တန်စကားကျိုးဝိုင်းထဲမှာမကြခင်တွေးဆုံပွဲပွဲစဉ်ကိုပို့ပြီးမျှော်လင့်မိပါရင်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ